တို့အားလုံးမင်္ဂလာပါချစ်တို့ရေ။ဘာကင်ရှင်းပြမယ်။အခုကနှစ်ပတ်မွေးလာတောင်းတဲ့လူကြောင့်နှစ်ပတ်မွေးဆိုတော့ပြီးခဲ့တဲ့တစ်ပတ်အတင်မေးလာတာကြာတာပြင်းနေ။အခုပရိတ်သမားတွေကတော့ပရိတ်လေးတော့တင်မေးပါအောင်ဆိုတော့လေပရိတ်တင်မေးလိုက်မှချစ်တို့ရေ။အဲ့တော့ market စဉ်းစားပွားရေးအပတ်စဉ်အပရိတ်နဲ့နှစ်ပတ်မွေးတော့တွဲပြီးတင်မေးလိုက်မှချစ်တို့။ ော့လာမဲ့တစ်ပတ်23ရက်6လ2025မှာ29ရက်6လ2025တိပရိနေနဲ့33ပရိနဲ့17ပရိဒါ3ရက်တွင်မှာပရိတစ်ခုလာမယ်ဒါပေမဲ့တစ်ခုပဲမှန်းထားတယ်ဒီနောက်ပိုင်းတော့ပရိကနှစ်ခုလုံးဆင်းတယ်ကွာဒါပေမဲ့ market အနေနဲ့တော့တစ်ခုပဲရဲရဲအမခံရတယ်တေချာပေါက်33ပရိနဲ့17ပရိလာလိုက်မယ်နောက်ပတ်မွေနောက်ပတ်မွေရချစ်တို့လည်းထထရှင်းပြပါဦးလုံးဝ3နှစ်ကလောက်အောင်ထုံးလို့မွေရင်းနောက်နောက်လည်းတွေ့ ငွေချိန်တောင်းနှစ်ပတ်ငွေရေးပေးတာပါလေတကယ်လည်းနှစ်ပတ်နှစ်ပတ်အတွင်းဘောင်းဝင်အောင်ထွက်ပြီးတယ်အဲ့တော့ပြီးခဲ့တဲ့တစ်ပတ်နှစ်ရက်ပဲထုတ်ရသေးတဲ့အတွက်ဒီတစ်ပတ်အတွက်ဒီမှာ96အား90အား60အားဒီတစ်ပတ်ဆက်တိုင်မယ်ပြောမကောင်းဆိုမကောင်းမထွက်ရင်နောက်တစ်ပတ်ဆက်ပြီး special လေးနောက်တစ်ပတ်ဆို share ငွေဖြစ်သွားပြီရောရောလောလောဆယ်တော့နှစ်ပတ်ငွေပဲရေးလာတယ်အဲ့တော့နှစ်ပတ်ငွေငွေချိန်ပြီးလိုက်ပါဒေချာပေါက်ကြစင်ကောင်းနေစင်းလာနေမယ်အဲ့ဒါလေးအဲ့ဒါပြိတ္တမားလည်း33ပြိတ္တနဲ့30ဒီနှမျိုးပဲ market ထုတ်ပြလိုက်တယ်เนาะအဲ့ပြီးခဲ့တဲ့ပတ် market တက်ပြောတဲ့ group ပြဿနာအရင်ကနေအဲ့ဒီပြဿနာအများအားရှိလို့မခင်ပြောပြတယ်။ဘာပြဿနာလဲဆိုတော့ဒီတုန်းကဂျာတာပရိနိမှာမခင်အဖွဲ့ဝင်တွေဖြုတ်လိုက်တယ်ဖြုတ်လိုက်တော့တချို့ကလည်းနောက်တစ်ပတ်မှလွှဲမဲ့သူတခါတော့ကျူလွှဲတော့မယ်မခင်ရဆိုကဲလွှဲတော့လေလက်ခံတော့ဗောအကုန်လုံးအဖွဲ့တွေလောက်တာလေလောက်တာတဲ့ချိန်မှာစိတ်ကူကဘာသာပေါက်လို့ဆိုဩကြားစင်တက်ကြည့်လိုက်တော့ဩတစ်ခွန်သွားပြီး963အခွေအပူပါပဲဆိုပြီးတော့တင်ပေးလိုက်တာကိုကွက် အဲ့ဒီမှာ6ရှစ်အောင်တယ်6ရှစ်အောင်လာတဲ့ခါကျတော့6ရှစ်ထွက်ပြီးတိုင်းတ3 5ခုအခွေထွက်လိုက်မယ်ဆိုတော့ထပ်ပြီးတာ group အမှကြိုတွင်းနဲ့ငွေကြိုလွှဲတဲ့လူတွေနှစ်ပင်အောင်လာတယ်အဲ့တော့နောက်ဘက်ဒီမှာကျတော့ဘလို့ဖြစ်လဲဆိုတော့ငွေကြိုလွှဲတွေရှိတယ်ဒါပေမဲ့ market ချစ်ဟောင်းနေတည်တယ်ကနပေးကြမှာပေးတယ်ပေးကြမှာပေးဘူးကိုကြည့်လိုက်လို့ကြစင်ကောင်းတယ်ဆိုကြိုလွှဲဖွဲတွေကရအောင်အဲ့ဒီအခြေအနေရှိတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဘာလို့စိတ်တူပါဆိုတော့ဒီမှာနှစ်ပတ်တီး ေးလိုက်အောင်မြင်တယ်သုံးပတ်တီပေးတယ်သုံးညသုံးမင်းအောင်မြင်တယ်အဲ့တော့မာခင်ပြောသူကပတ်တီကစောတယ်ဆိုလို့ရှိရင်မင်းပတ်တီဆိုရင်ဒုတိယပတ်တီထုံမစိုးဒုတိယပတ်တီအောင်မြင်တယ်အောင်မြင်တော့မာခင်ကအင်္ဂါနေ့မကနန်းထွက်ပြီးတော့ညနေကျတော့ group ဖြုတ်လိုက်တယ်ဖုန်းလည်းမကြည့်ဘူးညနေပိုင်းလည်းမပေးဘူးဒါပေမဲ့တချို့အချစ်တွေကအဖွဲပြုတ်ရင်ငွေပြန်လွှဲတယ်မာခင်လည်းရေးထားပြီးတယ် အပွဲဝင်ငွေကြိုလွဲလို့ရပြီဆိုတချို့ကငွေကြိုလွဲတယ်ဆိုတာဘလို့လဲတဲ့တချို့ကမရှင်းဒီ3ရက်အတွက်လား3ရက်အတွက်ကဏ္ဍပေးမှအာမမခံဘူးအခု group ဖြုတ်လိုက်အတွက်ကြိုလွဲတယ်ဆိုနောက်တစ်ပတ်အတွက်ကြိုလွဲလို့ရပြီနောက်တစ်ပတ်ကခုမကြော်တထောင်ရာခံလုံးပတ်တီးအတွက်ကြိုလွဲလို့ရပြီဒီကြားထဲမှာကဏ္ဍပေးမှလားပေးဝင်မယ်ဆိုအဲ့လိုလူမျိုးကြတော့မခင်ဖုန်းနဲ့ online youtube မှာပြောခဲ့တယ်လို့ပဲအဲ့ဒါဆိုမလာနဲ့မျောလင်းချက်နဲ့မလာနဲ့မခင်အချိန်ကြီးကောင်းအချက်ကောင်းရင်တော့တတ်ပေးမယ်မကောင်းရင်တော့မပေးထိုင်ကြည့် ဘာဖြစ်လို့လဲဆိုတော့မျောလင်းချက်မထမ်းနဲ့လေဒီတစ်ပတ်မှာတင်နှစ်ပတ်ဒီနဲ့သုံးပတ်ဒီအောင်မြင်ပြီးသွားပြီလေမခင်ရကတ်ဘူးတပောင်တောင်းဝန်ကြီးပြီလေအဲ့တော့တောင်းဝန်ကြီးတော့တချို့ကစနေလူမှာလွှဲမဲ့သူတခါလဲလွှဲပြီးဝင်တာမဝင်မော့ဝင်တာအဲ့မှာဘာထဖြစ်လဲဆိုတော့ဆောင်းလုံးသူတလုံးနဲ့ဖြင့်ကောင်းတဲ့တလုံးဆိုတော့အန်နမခင်ကညကြတော့ကြည်လိုက်တော့ဟာကနားကောင်းတယ်ဆိုအငွေချိုလွှဲတဲ့လူတွေမခင်ကကက်တီမှာ နှစ်ရက်အတွင်းလာလိမ့်မယ်သူရဲ့ပုံစံကဂျာတာပရီးနောက်ဆုံးပဲဒါပေမဲ့ market grand နေတော့ပေးတောက်ကြနေတီပေးဆိုရှစ်ပတ်တီရှစ်ပတ်တီပေးခဲ့တယ်အဲ့ဒီတော့ကရှစ်ပတ်တီပေးခဲ့တယ်အမညနေမှာရှစ်ရှစ်ထွက်ပါတယ်အားသာဆိုတော့ဒီနေ့လည်းပေါက်ပြန်အောင်အဲ့လည်းကဲဂျာပေးတောက်ကြအခွေပေးလိုက်မယ်လေးလုံးတော့မယူနဲ့ငါးလုံးစီနီယာကွေ2 3 4 6ယူလိုက်ဆိုတော့တခါဂျာတာပရီးနေမှာထပ်ပေါက်ပါတယ်ပေါက်သွားတော့ကြိုလွဲသမားတွေအဲ့ဒီမှာအဆင်ပြေသွားတယ်နှစ်ရက်ပရမမှာလည်းသူတို့ရလာတယ်၄ရက်ဆက်တိုက်ရတော့ market ရှင်းတဲ့ group group မှာထပ်ယူလိုက် တောက်ချာနေရတော့မွားခင်လုံးဝနားမယ်အထူးမှကြကြကနန်းမေးမြန်းခြင်းတိခတ်မှာကနန်းအကြောင်းမေးခြင်းမြန်းခြင်းဘာကောင်းလဲပါ냐ဘာမှမမီနဲ့အထူးနာလိုအပ်ရေဆိုလုံးဝတောက်ချာနေမှာကနန်းလုံးဝတတ်မပေးပါဘူးအဲ့တော့ငွေကြိုလွဲတဲ့လူတွေအနေနဲ့အဲ့ဒါအဖြစ်ပဲဒါမဲ့ဒီတပတ်ငွေကြိုလွဲလို့ပေးရဆိုရင်နောက်တော့ပေးကြမှာပြီမယ်နော်ယုံကြည်မှုပဲမခင်ကနန်းကောင်းရင်တော့အငြိမ်မနေဘူးတတ်တတ်ပြီ ဖွဲ့ဝချိုးတာအဲ့တော့ဒီလူတွေကရောရှစ်ပတ်ဒီမိသွားတဲ့၃ဒီ၃လေးအခွေကားလုံးခွေရတဲ့လူတွေကကောဆိုတော့ထက်လွဲစရာလူတာမလိုဘူးလေပြောပြီးတာလေနောက်တစ်ပတ်ကပ်ပြီအဲ့တော့ကြိုလွဲလိုက်တော့ဘာရွာလဲရှစ်ရှစ်မှာပေါက်တယ်၃လေးမှာပေါက်တယ်ငွေလည်းထက်လွဲစရာမလိုဒီတစ်ပတ်တော့ကတ်လိုက်ရတယ်အရာရာတိုင်းမင်းကြီးအောင်ပြောတာတာအဲ့ဒီတော့တချို့ကတော့အာရတယ်စနေနေ့မှာဝင်တော့မယ်ဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုတဲ့လူကတော့နှစ်ပြီးနာပါတယ်။ဒါအဖြစ်ပဲ။အဲကြောင့်မမင်းနဲ့ ပေးမှလားမပေးဘူးလားအဲ့လိုမျိုးငွေစကားအရင်ပြောအရင်စိတ်တူတာဒီလားပေးမှလားမပေးဘူးလားဆိုကိုပေးမှမယ်ပြောပြီးတော့ကနန်းကောင်းမတွေ့ရင်လည်းပြဿနာအမမပေးဘူးပြောပြီးတော့တတ်ပေးရင်လည်းအဲ့ဒါအမှုကပတ်တာအဲ့တော့ဒီဒီကလေးကအဖွဲဝင်နေတော်တော်လေးပြဿနာတက်သွားတာဖုံးဆက်ပြီးတော့အမလေးအဲ့လိုကနန်းပေးမှဆိုပြန်ဝင်တော့ပေါ့အစားကလေးကစားမှပါတယ်ကျွေငွေဂျိုလွှဲခြင်းလွှဲထားလို့ရပြီနောက်တစ်ပတ်တော့လက်ခံပြီအဲ့တော့ပေးမှမပေးဘူးဆိုတာရဘက်ကြမှာကနန်းကြည့်ပြီးကောင်းရင်တက်ပေးတာပေါ့အဲ့ဒါကြောင့်မို့လို့ပြောအဲ့တော့ဘာဖြစ်သွားလဲ အလုပ်ဖြစ်သွားတယ်။တချို့ကလမေးတယ်အဖွဲ့ဝင်ခေါ်လာခေါ်တယ်ဒီတစ်ပတ်လည်းခေါ်တယ်တထောင်ရာကလည်းဟူးမကျော်ပတ်တီတခါတည်းပြောမယ်မမခင်ကတိပတ်တီဆိုရင်ဒုတိယပတ်တီထုတ်ပြီလားပတ်တီဆိုရင်ဒုတိယပတ်တီထုတ်မယ်ပုရဟူအတွင်းမှာပတ်တီဆိုဒုတိယပတ်တီထုတ်မယ်ပတ်တီနှလုံးဖြစ်သွားပြီဟူးအတွင်းမှာပုရဟူအတွင်းမှာနှလုံးဖြည့်ပြီဆိုရင်ဂရုဖြုတ်ဖြုတ်ပြီးသွားရင်ငွေကြိုလွှဲတဲ့လူကနောက်တစ်ဘက်ကစားပြီးဈာထဲမှာပေးလားမပေးလားဆိုတော့အမှကြည့်တော့ခဏန်းကောင်းရင်ပေးမှာအဲ့ဒါပဲတာမန်ကဲအဲ့တော့ခါလဲ နောက်တစ်ပတ်ဒီအဲ့လိုပဲပရိနေရှေ့မွေးနေပြီမယ်33ပရိနေ37ပရိ3ရက်အတွင်းအဲ့ဒီ break တစ်ခုလာလိမ့်မယ်3ရက်အတွင်းအဲ့တော့နှစ်ပတ်စာမွေး960 60ရာအဖွဲဝင်လဲခေါ်ပါတယ်3ခုမကျော်တရာခန်1000ရာခန်တော့ခုမကျော်1000ခန်တော့ပတ်တီတစ်လုံးရှိတယ်အကဲအဲ့ဒီပတ်တီတင်းလာလိမ့်မှာထွက်လို့ရှိလို့ရှိရင်ဒုတိယပတ်တီထပ်ထုတ်ပြီမယ်အဲ့ဒါပါပဲရှင်အားလုံးကျေးဇူးတင်ပါတယ်ကျွန်မအနေနဲ့ကျွန်မရဲ့ဒေါ်ရာ ကြီးမှုပေါ့ကာယကံဝစီကံမနောကံကိုနှုတ်ဆက်ပြတ်မှမိကခွင်းလို့ပါအဲ့ဒီနေရာပြောပြီးတာနဲ့တွေးတူလို့စေကံပြေးလာရဒါလည်းကုဒုက္ခနဲ့ကုအော်အသက်ကြီးပြီဆိုမြရောက်တော့တာလည်းရှော်မြောက်စိတ်ကလည်းတမှုအမှုတွေကလည်းတမှုဝီကိုတယောက်ဝီတယောက်လာပြောစိတ်ကအဲ့လိုမျိုးထောင်းကလေးဖြစ်တာအဲ့လိုဖြစ်တာအဲ့တော့ဒီတစ်ပတ်မှာဘာဖြစ်လဲဆိုတော့မနေ့ကပြီလက်ခတ်ကြောင်းသွားပါတယ်ပြီလက်ခတ်ကြောင်းသွားတယ်မန္တလေးကအချစ်တယောက်က9000လူပြီဆိုတော့ကဲသူ9000ကုန်ကတော့စံတအိတ်တလူတယ်ပွဲပေးတယ်နောက်ထပ်ဆရာကိုကြောတယ်ပြီလက်ခတ်ကြောင်းကလူကတော့ ကားကားနဲ့ဘာလဲနှစ်သိန်းလူခဲ့လိုက်တယ်။နှစ်သိန်းပြီးစီပေါ့ပြီးသွားတယ်။တနင်းကိုနေနေကြရင်တုံသေးပေါင်းတော့ကျတော့မသွားဘူး။မသွားဘဲနဲ့အခုဆရာတော်ကဘာပြောလဲဆိုတော့ပလင်သွက်ဆေးဒုက္ခဆေးဒုက္ခဆရာကို၃သိန်းပေးအောင်မ။၃သိန်းမရဘူးဆိုတော့အဲ့ဒီသွက်၃သိန်းလွှဲလိုက်မယ်။ပြီးသွားလို့ရှိရင်ပန်ကာပန်ကာအတွက်မခင်ကပထမနှစ်သိန်းမတည်တာလေ။၂၀ကျော်ဆိုတော့၂သိန်းမတည်တော့ပန်ကာအတွက်အနည်းဆုံးတော့အနည်းဆုံး၅သိန်းဆိုတော့ဒီတစ်ပတ်တုံသေးပေါင်းတော့ကျတော့အနည်းဆုံး၈သိန်းတော့လွှဲပြင်မယ်။ပန်ကာအတွက်၅သိန်း ဆေးတုပ်ခါပြ3သိန်းဆိုတော့7သိန်းတော့လွဲလူလိုက်မယ်အဲ့ဒါနောက်မှပဲဘယ်လိုဘယ်လိုလဲဆိုတော့ရှင်းပြပါမယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်အားလုံးလည်းချစ်ပါတယ်